ပြည်တွင်းမှာအလောက်ကိုင်ရှားပြီးလောက်ခနေတာကြောင့်လူငယ်တွေရဲ့ပြပထွက်အလုံးလောက်ကိုင်ရတဲ့အခြေအနေဟာဆွေးင်စရာဖြစ်နေကြောင်းအလို့သမားအရေးကူညီသူတွေကပြောလိုက်ကြပါတယ်မောင်တူတင်ဆက်ထားပါတယ်ရှင်ဟုတ်ကဲ့ပါမီဒီနေ့ကမ္ဘာလုံသမားနေ့အမှတ်တရ DBB ကတွားရောက်တွေ့ဆုံမင်းမြန်းချိန်မှာလုံသမားအရေးကူညီနေသူတွေကအခုလိုပြောလိုက်ကြတာပါအာဆိုရင်မရှိလားဆိုတော့ဆိုရင်ကတော်တော်လေးဆိုရင်စရာကောင်းပါတယ်ကျွန်တော်တို့ဘာကြောင့်လဲဆိုတော့ဒီမှာရောက်လာတဲ့ခါကျတော့ လူငယ်အများစုက ရောက်လာတယ်ပြီးရင်လူတိုင်းကကောင်းကောင်းမွန်မွန်နေထိုင်ပြောင်းကောင်းကောင်းမွန်အလုပ်လုပ်ကင်ကြတာမဟုတ်ဘူးကျွန်တော်တို့ဟိုရောက်လာတဲ့ခါကျတော့အလုပ်အလုပ်တွေကိုခက်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 ပြင်ပပမနဲ့လုပ်ကင်နေရတာရှိတယ်အဲ့ပုံမှာမူတည်တဲ့ပြီးတော့ကျွန်တော်တို့ဒီလမ်းကြောင်းလွယ်မှားတဲ့ပြီးတော့ကျွန်တော်တို့မကောင်းတဲ့အဲဖက်တွေရောက်သွားတဲ့အမျိုးကြီးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နေရာမှာကျွန်တော်တို့နိုင်ငံမှာဒါဒီလူငယ်တွေအတွက် နော်အလုတ်အကင်တွေစီမံပေးနိုင်မယ်ဆိုလို့ရှိရင်တော့မိသူတူတူတယောက်မှမိမိနိုင်ငံကနဲ့ထွက်ခွာပြီးတော့တခြားနေရာဒေသကိုသွားမယ်လို့တော့မထင်ဘူးပေါ့နော်ပြည်တွင်းကအလုတ်သမားလူငယ်တွေကိုစစ်မှုမထမ်းမနေရစုဆောင်းနေတာကြောင့်လေပြပထွက်ခွာရရအလုတ်တွေကိုလုတ်ကင်နေကြတာလို့ဆိုပါတယ်အကြမ်းမြန်မာပြည်မှာကအလုတ်သမားတွေကဒီလှုပ်အားက ပေါ့နော်အရန်နေတယ်အလုသမားကြီးရဲ့ဒီလောအားကနေမမြင်များတယ်လောခလဆောင်ရတယ်လောအားကညင်နေတာဖြစ်တဲ့အတွက်ကုန်စိမ်းတော့ကများတဲ့အတွက်ဒီအလုသမားကြီးရဲ့စာဝန်ကြီးကအဆင်မပြေဘူးပေါ့နော်ဒါကြောင့်သူတို့ကပြည်ပကိုရွှေ့ပြောင်းလို့သမားဖြစ်နေလောက်ကြိုက်ကြတာရှိတယ်ပေါ့နော်အနောက်တစ်ချက်ကကြတော့လက်ရှိမြန်မာပြည်မှာကဒီအသက်ရွယ်မရွေးပေါ့နော်စစ်မှုထမ်းဥပဒေကြောင့်ခေါ်နေတာရှိတယ်ဒါကြောင့်မို့အလုသမားတွေကစစ်မှုထမ်းဥပဒေမှာဒီသူတို့ ပေါ့နော်စစ်မှုထံဥပဒေမှာသူတို့ပါဝင်ရမယ်ဆိုတဲ့ပုံစံမျိုးလေသူတို့ကလက်မခံဘူးပေါ့နော်ဒါကြောင့်မို့အဲသူတို့ပြည်ပဖို့ပဲရွှေပြောင်းလုံသမားအဖြစ်လောက်ကန်ကြရတယ်မြန်မာပြည်မှာဒီနေ့လောက်ခအကျပ်6800တတ်မှတ်ထားပေမဲ့အာနာသိမ့်ပြီးတိုးတက်လာတဲ့ကုံစင်းနှုံနေကြောင့်ဒီနေ့လောက်ခအကျပ်1000ကျော်ရရှိရေးမြန်မာလုံသမားတွေကတောင်းဆိုနေကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ